အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မိတ်ဆွေများတဲ့မွေးကနေအနေနဲ့မွေးထားမယ်ဆိုမွေးလို့ရတဲ့ကနန်းတကွက်လိုက်တဲ့နဲ့ကနန်းတကွက်ကိုပြင်းမြင်နေနဲ့ဆက်ပြပြီးတော့မှဖြစ်ပါတယ်အဲ့ဒီကနန်းဒီကျွန်တော်နှစ်သက်ဆုံးအရင်ဖန်ထားရှိတယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ organize ကစားမဲ့စနစ်တွေပါ အားလုံးမလေးတာကြည့်အောင်ပေါ့နော်နောက်ပိတ်တော့လုံး348ဒီငါ၄385ခွန်တော့ငါ၅ဆိုပြီးနောက်ပိတ်တော့၅ဆိုတုံးချက်တန်းတယ်တန်းပြီးတဲ့အချိန်မှာဒီနေရာမှာပြိနှစ်ခုပေါင်းကျင်းတယ် 9နဲ့6နဲ့5လို့ပြန်ပြီးတော့ထည့်တယ်1နဲ့4နဲ့5လို့ပြန်ပြီးတော့ထည့်တယ်2နဲ့3နဲ့5ပြီးတော့ပြန်ပြီးတော့ထည့်တယ်အဲ့လိုထည့်ကြတဲ့ကောင်သူ့ရဲ့တပြေးတပြေးကြောင်းမှာနှုတ်မှာပရိင္ငါပရိင္ငါပရိင္ငါဆို3ချက်အစင်ရိုက်ချက်စနစ်အဲ့လို3ချက်စင်ရိုက်တော့တဲ့အချိန်ခါမှာတဲ့သူကဘာနဲ့ပဲဆက်ပြီးတော့ဆက်ပြီးတော့ဒီတော့မောင်း6ချက်ရှင်တော့မောင်း6 ုနောက်ပင်ပရိင္ငာဒီတော့လုံးပေါင်း6ကြော့ရှင်လုံးပေါင်း6ကုနောက်ပင်ပရိင္ငာအဲ့လိုပဲဒီနေရာမှာဒီတော့လုံးပေါင်း6ကြော့ရှင်လုံးပေါင်း6ကုနောက်ပင်ပရိင္ငာဆိုပြီးတော့ဒီလိုတည်ကြတယ်ပေါ့နော်အဲ့ဒီတည်ကြတဲ့ဆရာမှာသူကသူကကောင်းစင်နေအလုံးဖြူပြောက်တော့ပေါ့ခါရဲ့ထိတ်ကြခါရဲ့ထိတ်ကြနောက်ပိတ်ဒီတော့လုံးပေါင်းကြီးကုဘူး ကုနာဘေးလို့ထည့်တယ်ခါနဲ့ထင်းတဲ့ဆယ်ပြန်ထည့်ပြီးတကွေကောင်တင်ငါကုကိုရိုက်ချက်ဒီမှာလည်းဒီတိုင်းပဲခါရေထိတ်ကဲနောက်ဘေးကိုကုလို့ထည့်တယ်ဒီမှာကုနာဘေးလို့တဲတယ်တဲပြီးခါနဲ့ထင်းတဲ့ဒီမှာဆယ်ပြန်ထည့်ပြီးတော့ပရိငောင်းငါတက်ကိုတော့ထည့်ပြီးရိုက်ချက်နောက်တစ်ခါဒီမှာလည်းခါရေထိတ်ကဲနောက်ဘေးကိုကုလို့ပြန်တဲတယ် တဲပြီးကိုးနောက်ပြီးရွက်ပြီးခါနဲ့ဆင်းနဲ့ဆဲလို့ထည့်ပြီးရှင်လုံးမောင်းရှောင်းတယ်တကွက်ကောင်းစနစ်နဲ့ပဲဒီလိုရိုက်ခဲ့တာနော်ဖရင်ဒီစနစ်ရဒီလိုရိုက်ခဲ့တာအဲ့ဒါပရမတဲလာခဲ့တာခါထိတ်အပိတ်ကိုးကိုးနောက်ပြီးရိုက်ပြီးအဲ့ဒီကိုးနောက်ပြီးနောက်ထပ်တစ်ခါကိုးနောက်ပြီးပြန်ကူပါနောက်ထပ်တစ်ခါခါထိတ်အပိတ်ကိုးကိုးနောက်ပြီးရိုက်ပြီးဒီမှာကိုးနောက်ပြီးဆက်ပြီးပြန်ကူပြပြီးခါနဲ့ ခိုင်တဲ့အပိတ်နဲ့ကူးလို့ရိုက်တယ်ကူးနောက်ပြီးလို့ကူးရကူး၃ချက်ကိုဆင့်ပြီးကူးပါပေါ့နော်ဒီနေရာမှာတူလာခဲ့တာကကူး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 ဆိုကူးက၄ချက်တန်းလာတယ်၄ချက်တန်းတဲ့သဘောသဘောဝါမှာကျွန်တော်တို့ဒီ၃ချက်စီကစားဆိုတော့၃ချက်စီရဲ့အတော့နဲ့ကစားကြည့်ကျွန်တော်စဉ်းစားတာပေါ့ဟမ်ပထမခါတိတ်ခါရထိတ်ကြအပိတ်ကကူးကူးကူးလို့ထည့်တယ်ကူးနောက်ပြီးနောက်နေကူးဆက်ကူး ခါရထိတ်ကအပေရကူးလို့ခဲ့ရကူးနောက်ပြီးလို့နောက်နေကိုဆက်ကူးတယ်အဲ့စနေမျိုးနဲ့ကစားမယ်နော်ခါရထိတ်ကအပေကကူးလို့ကူးရနောက်နေကိုကူးနောက်ပြီးကူးတယ်အဲ့ခါထိတ်အပေကူးလို့ကူးတာနဲ့ဒီနေ့ကနေတော့ကဒီနေ့ကိုလိုက်တယ်အဲ့လိုပဲဒီခါထိတ်ဒီကူးဒီကူးနောက်ပြီးလို့ဆက်ကူးတဲ့အတိုင်းနဲ့ဒီနေ့ကနေတော့ကသူ့ရဲ့တနည်းကျိုးကိုဆက်ပြီးလိုက်မှာအဲ့လိုစနေမျိုးနဲ့ဒီကစားကိုကျွန်တော်ကစားကြည့်မှာပေါ့နော်ဒါကျွန်တော်မိတ်ဆွေများ စိတ်ဝင်စားရဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်လို့ရပေါ့နော်လာခဲ့တဲ့ဖိုင်လမ်းကြောင်းလေးကိုအနေချင်းကျွန်တော်နည်းနည်းလေးသဘောပေါက်အောင်ရှင်းပြပေးလိုက်တာဒီနားမှာနှိုးမှာကိုယ်ဒီလေးချက်ရိုက်တာလေးချက်ကိုတုံးကက်စီနဲ့ကရိုက်တဲ့စနစ်စနစ်နဲ့ကစားမှဖြစ်တုံးကက်စီရဲ့အတော့အမှန်ကန်ကိုဖြတ်ပြရတာပေါ့နော်အဲ့တော့ဒီနေရာမှာကိုနောက်ပြီးပြင်ငါကိုနောက်ပြီးပြင်ငါကိုနောက်ပြီးပြင်ငါတုံးကျရတဲ့ ိရှင်နဲ့တင်ပါတဲ့ဒီပရင်းငါလိုမြိုက်ကျသူရှင်နဲ့လည်းမှာခါရထိတ်ကျပိတ်ကျကိုလိုရိုက်တဲ့နေ့တည်းမှာဒီပရင်းကိုဒီဖြစ်စဉ်ကိုခွေပြီးတော့ပရမဇုံခွာလေးဖြစ်တဲ့ဖြစ်စဉ်လိုက်ရှာပါတဲ့ခွတ်၁၀ခွတ်၉ခွတ်၃ခွတ်၆ဒီနေ့မှာခွတ်နှစ်ခွတ်နှစ်ပြီးဒီမှာခွတ်လေးစပြီးဖြစ်ပြီး ဲ့ဒီခွာလေးစဖြစ်တဲ့နေရာမှာအထောက်ကြီးတဲ့သူ့ရဲ့ဆောင်တစ်ချိန်တစ်ချိန်သုံးချိန်မှာခွာလေးဒီခွာလေးနှစ်ဆင့်ချက်ပြီးမှဒီနေရာကိုခွာလေးတဲ့ဘာကြောင့်လဲဘာကြောင့်လဲပေါ့သူခွေခဲ့တာဒီမှာ9 3 6ဒီဒီမှာ၄ဒီမှာ၄အဲ့ဒီ၄ရဲ့ဖြစ်စဉ်ဒီနေရာမှာ၄လို့ရပြီခွာလေးဆိုဖြစ်စဉ်သူစပြီးကြတာအဲ့ဒါဒုတိယကဲ ဒီနေ့တည်းမှာလဲခါရထိတ်ကြအပိတ်ကြကိုလိုခွင့်ကိုရပါဝါလေးပေါ့နော်ဘယ်ချိန်မှာစဖြစ်တာလဲဒီဖြစ်စဉ်တဲပြီးသူ့ရဲ့အောက်ကိုလိုက်ရဲ့သူခွတ်တဲ့ခွတ်နှစ်ခွတ်လေးဆိုဒီနေရာမှာစဖြစ်တယ်အဲ့လိုခွတ်လေးလိုစဖြစ်တယ်ကျွန်မပြူဆောင်ပါလေတစ်ချိန်နဲ့ချိန်သုံးချိန်ပါလေနှလုံးပေါင်းလေးရနှလုံးပေါင်းလေးနှစ်ချက်ဆင်းရပြီးမှဒီခွတ်လေးဆိုဖြစ်စဉ်စပြီးပွင့်တာဒါဆိုတတိယကခါရထိတ်ကြအပိတ်ကြကိုလိုရိုက်ပြီး ဒီပြည့်စုံဖြစ်ပြီးတော့သူ့ရဲ့အောက်မှာခွာလေးပဲရှိမှစဖြစ်တယ်ဒီမှာခွာငါခွာတက်ခွာရှစ်ခွာတက်ခွာချောက်ခွာငါခွာကူခွာနှစ်ခွာလေးဆိုဒီဒီမှာစဖြစ်တယ်အဲဒီပြည့်စုံခွာလေးလိုစဖြစ်တဲ့ဒီမှာတစ်ကျင်းတစ်ကျင်းသုံးကျင်းတက်လိုက်လို့ရှိရင်ဒီနေရာမှာနှလုံးပေါင်းလေးဒီနှလုံးပေါင်းလေးကိုမစင့်ရိုက်ပြီးကမှာဒီခွာလေးဆိုစနေကစပြီးထည့်လာတာပေါ့နော်အဲ့လိုထည့်လာတော့ ဒီစနစ်ကိုကျွန်တော်မနေ့ကတော့ထောက်ကြစားခဲ့တာခွာလေးလိုပထမဆုံးစထွက်တဲ့ချိန်မှာအဲ့ဒီမှာဝင်လာတဲ့ကနန်းခွာလေးနဲ့ဝင်လာတဲ့ကနန်းခွန်ရှစ်ခွန်ဆိုတဲ့ကနန်းကသူ့ရှစ်တနစ်ကျော်ကနန်းနဲ့ပဲဝင်ပြီးတော့ထောက်ပေးထားတာဒါဆိုဒုတိယကတ်ဒီမှာခွာလေးလိုဒီနေရာမှာစဖြစ်တယ်အဲ့လိုဝင်လာတဲ့ကနန်းဟိုက်93 93ရ5ကလည်းသူ့ရှစ်တနစ်ကျော်ကနန်းနဲ့ပဲလာပြီးတော့ထည့်ပေးထားတယ်ဒါဆိုတတိယကတ်ဟာလိုခွာလေးလိုစဝင်လာတဲ့ကနန်း ဒီကနန်းကြီးလည်းသူ့ရှိတနည်းကျော်ကနန်းကလာပြီးထက်ပြီးကြာဒီပြည့်စင်ထက်ပြီးအချိန်မှာမနစ်ကလည်းကျွန်တော်ထောက်ကစားပြီးအဲ့လိုခွာလေးလိုဖြစ်တာတဲ့ခွာလေးလိုစဖြစ်တယ်ဖြစ်တဲ့ကနန်းကြီးသူ့ရှိတနည်းကျော်ကနန်းထောက်တယ်အဲ့လိုထောက်တဲ့အချိန်မှာသူ့အပေါ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တက်လိုက်လို့ဒီကနန်း9 3 8ဆိုတဲ့ကနန်းကသူ့ရဲ့နောင်နှစ်ကို9 8 3လို့လိုက်ပြီးတော့ထွက်ပြီးထွက်တယ်သူတို့ကဒီတိုင်းမှာခွာလေးလိုထောက်ထောက်တဲ့အချိန်ကမှာ သူ့ဘော်တစ်ကျင်းနှစ်ကျင်းသုံးကျင်းမြောက်ကောက်တဲ့ဒီကနန်းဒီကနန်းသူ့ရဲ့နောက်နေကလိုက်ဆိုမှဒီနှစ်ဦးကိုရဲ့ဒီစနစ်တမုတ်ဖက်နဲ့ဒီကောင်ဒီသူ့ရဲ့အောက်ဒီမှလူတစ်ကျင်းဖြတ်ပြီးတော့ထွက်ပြေးတယ်ဒါကိုတအားနှစ်တက်ခဲ့တယ်အတက်တရကအဲ့ဖြစ်စတဲ့ဖြစ်သူ့ဘော်တစ်ကျင်းနှစ်ကျင်းသုံးကျင်းမြောက်ကောက်ကနန်းဟာဒီကိုတုံညာ၆ကောက်ကနန်းလေသူ့ရဲ့နောက်နေကိုလိုက်ထွက်ဒါမနစ်ကလေးဒီကနေ့မှကျွန်တော်စကစားလာခဲ့တာပေါ့နော်အောင်မြင်ခဲ့တယ်အဲဒီကနေ့မှဒီနေရာကိုကျွန်တော်တို့အကြည့်ဖတ်နိုင်တယ် အကြိုက်ဆုံးထိတ်စီလည်းနောက်ပြီးတဲတဲ့အချိန်ခါမှာတော့အကြိုက်ဆုံးတဲတဲ့ထိတ်စီလည်းနောက်ပြီးမမောင်းခဲ့ဘူးအာဆနစ်နဲ့ပဲကျွန်တော်တို့အောင်မြင်ခဲ့ဒီနေရာမှာကျွန်တော်အကြိုက်ဆုံးတဲတဲ့က96တုံများတဲခဲ့တာပေါ့နော် question နေတဲ့ဒီကနေ့ညွှေ့နိုင်နဲ့ညွှေ့နိုင်နဲ့တော့ဒီကနေ့နဲ့စနစ်ဘက်ဒီအတေးထောက်ပြီးရှာတဲ့အချိန်မှာဒီကနေ့ကိုဒီချိန်မှာထည့်ကစားခဲ့တယ်ကျွန်တော်တဲကစားတာ960လို့တဲပြီးတော့အကြိုက်ဆုံးတဲကစားတာအကြိုက်ဆုံးတဲကစားတဲ့ထိစီလေနောက်ပိုင်းကတော့မောင်းခဲ့ဘူး သူဆိုစနစ်အောင်ခဲ့တယ်ရွေးချယ်ရေးကနေအောင်ခဲ့တယ်အာစနစ်အောင်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီကောင်ရဲ့ step ခုနကကျွန်တော်ထောက်ပြပြပြီးခွာလေးလို့စဖြစ်တဲ့ဖြစ်စီကသူတဲ့နေ့ရောကနေအဲ့သူ့ဘော်တချင်းချင်းသုံးရင်သူ့ရဲ့နောက်နှိတ်ကိုဒီကနေ့ဒီလိုက်ရှုတယ်လို့တဲ့အခုကျွန်တော်တို့ကစားမှာကအဲ့ခွာလေးလို့ရိုက်တဲ့အောက်ကကနေဟဲ့နှစ်ခွန်နှစ်ဆိုတဲ့ကနန်းကသူ့ရဲ့တနေ့ကျော်ကိုမပြတ်မကွက်လိုက်ခဲ့တယ်အဲ့လိုပဲဒုတိယကဟိုက်ခွာလေးလို့တယ်သူ့ဘော်တချင်းချင်းသုံးရင်ကနေ့ ီကနေ့နေသူ့ရဲ့နောက်နေ့လိုက်ထားကြလို့သူ့ရဲ့အောက်ကဟဲ့ရှစ်၆ခွန်ဆိုတဲ့ကနေကသူ့ရဲ့တနည်းကမှမပြတ်မကွက်လိုက်ဖြစ်ပြီးတယ်။ဒါဆိုတတိယကဲခွာလေးလိုတဲတဲ့စနေလေဒီညမှာစတဲတဲ့ထိမ့်နဲ့ထိမ့်နဲ့မှန်ခဲ့တယ်။ဒီကနေ့နေသူ့ရဲ့တနည်းကျော်ကနေခွာလေးစနေထောက်တာလေမှန်ခဲ့တယ်မှန်ခဲ့လို့သူ့အပေါ်ဒီချင်းချင်းတုံးနေတော့ဒီကနေ့နေသူ့ရဲ့နောက်နေ့ကိုအွှေ့ဆိုကြားကွက်ကိုကြားခဲ့တယ်အောင်ခဲ့ပြီးဒါဆိုလို့ချင်းသူ့ရဲ့အဆက် သူ့အောက်ကကနေဟိုက်ရှစ်ခုနှစ်ဆိုတဲ့ကနေတည်းသူ့ရဲ့တနှစ်ကျော်ကိုမပြတ်မကွက်လိုက်ရှိရမယ်ဆိုစနစ်ကိုဒီနေ့ကျမှ2025မှာကျွန်တော်ရုံကြီးနဲ့အများတန်းလိုက်ကစားမှာပေါ့နော်ရုံကြီးနဲ့အများတန်းလိုက်ကစားမှာဒီကနေတည်းတချို့ကျွန်တော်တို့အကြေးဖြန်းလို့ထည့်တဲ့နေရာရှိတယ်အဲ့လိုဖြစ်တဲ့အချိန်မှာဆိုကျွန်တော်တို့ organize ဖြစ်ကစားမယ်ကနေမျိုးပါစနစ်ပါနော်ဒါစနစ်ကိုကျွန်တော်ထောက်ပြတယ်ရှင်းမယ်ထင်ပါတယ် လာတဲ့မက်သက်ကအရန်ကိုတိတိကျကျအလွတ်လုပ်ထားတယ်ပေါ့နော်ဒါမနစ်ကရဲ့တစ်ချက်အောင်ခဲ့ပြီးပြီဒါသူ့ရဲ့နောက်ဆက်တွဲအဆင့်အနေနဲ့ကျွန်တော်ဆက်ကစားတဲ့မက်သက်ဒီမားကိုတဲတာကအစပရမဟုဆုံးတရားကခါရဲ့ထိတ်ကဲခါရဲ့ထိတ်ကဲနောက်ပိတ်ကဲကိုလိုတစ်ချက်တဲ့အိုက်ကိုဒီကိုနောက်ပိတ်လို့ဒဲပြီးပြီးပြီးတော့ကိုနောက်ပိတ်နောက်ဆင့်ပြီးတုံးချက်ပြီးတယ်တုံးချက်ပြီးတဲ့စနစ်တိုင်းမှာခါရဲ့ထိတ်ကဲနောက်ပိတ်ကဲကိုလိုတဲနေတဲ့မှာဒီဖရင်ကိုစထောက်တယ်ထောက်တဲ့ချိန်မှာသူ့ဘော တုံးကုံမြောက်ကကနန်းဒီသူ့နောက်နေကိုပြေးလို့ဟိုက်သူ့ကကနန်းဒီသူ့ရဲ့တနေ့ကျော်ကိုပြေးမယ်စနစ်ခွာလေးလို့တဲတဲတဲ့သူ့ဘောတုံးကုံမြောက်ကကနန်းသူ့ရဲ့နောက်နေကိုပြေးတယ်အဲ့ခွာလေးလို့တဲတဲ့ကနန်းရဲ့အောက်ကကနန်းဒီသူ့ရဲ့တနေ့ကျော်လိုက်ခဲ့တယ်စနစ်ခွာလေးလို့တဲပြီးသူ့ဘောတုံးကုံမြောက်ကကနန်းသူ့လည်းပဲသူ့ရဲ့နောက်နေကိုပြေးခဲ့ပြီးပြီးဒါကြောင့်သူ့ရဲ့အောက်ကကနန်းဒီဟိုက်ကနန်းမပြတ်မကွက်သူ့ရဲ့တနေ့ကျော်ဆိုအခုကျွန်တော်တို့ကစားမဲ့2025မှာ မပြတ်မကွ right ဖဲမယ်ဆိုရယုံကြည်မှုနဲ့ဒီကနေ့ကိုတော့တော့မှဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုစနစ်မျိုးဒီလိုကဏ္ဍပေါင်းမျိုးကိုကျွန်တော်တို့ကကြတော့နေရာအကျိုက်ရှာတူတဲ့အခါမျိုးမှာ organize ဖြစ်ကျွန်တော်တို့ကစားတယ်နေရာအကျိုက်လည်းကျွန်တော်တို့ရှာထားတယ်ရှာထားတဲ့နေရာတိုင်းမှာကျွန်တော်တို့ organize ဖြစ်ကစားကြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများတဲ့နှစ်သက်တယ်ဆိုလို့ရှိရင်တိုက်ပြီးတော့ကစားလို့ရအောင် ညှို့ပေးတာဖြစ်ပါတယ်သုံးကက်စီရဲ့သဘောတော်ကအပြောင်းလဲဖြစ်နေတဲ့ကိုယ့်အကူညံကုန်ပြီးသုံးပေါ့နော်အဓိကဒီသူလာတာကတော့ကွာလေးလိုတဲပြီးသူ့အောင်မထွက်တဲ့ကနေသူ့ရဲ့တနည်းကျော်ကိုထည့်ရမှာဟိုင်းနှစ်ခွန်နဲ့ဆိုတဲ့ကနေကနှစ်ခွန်နဲ့လိုထည့်ပဲလိုက်ပြီးတာခွာလေးလိုတဲပြီးသူ့အောင်ကနေဟာရှစ်ချက်ခွန်ဒီသူ့ရဲ့တနည်းကျော်ကိုပြည့်တဲ့ချိန်မှာလဲရှစ်ချက်ခွန်လိုထည့်ပဲလိုက်ပြီးတာအဲ့တော့ခွာလေးလိုတဲတဲ့အောက်ကဟိုင်းရှစ်ခွန်နဲ့ဆိုတဲ့ကနေက သူ့ရဲ့တနေ့ကျမှာရှစ်ခုနှစ်လို့တဲ့ပြီးမှလားတဲ့ပဲပြီးမှလားတို့မို့နေရာပြောင်းလဲနေပြီးမှလားဒါတွေကတော့ကျွန်တော်ရဲ့မြစ်စုများကကိုစိတ်ဝင်စားသလိုပေါ့နော်ကိုစိတ်ဝင်စားသလိုသုံးပြုပါတုံးကစီရဲ့သဘောတဘာဝမှာနေရာအထိုင်ဆိုတော့ညံကွန့်ပြီးတော့တုံးနိုင်မှာတိတိမီပောက်ကွယ်မျိုးဖြစ်သွားနိုင်တယ် တို့တော့အမြင်အားဖြင့်ဆိုလို့ရှိရင်တော့နှစ်ခုနှစ်ဒီနှစ်ခုနှစ်လို့တည်ပြခဲ့တယ်ရှစ်ခြောက်ခုနှစ်ရှစ်ခြောက်ခုနှစ်တည်ပြတော့ဟာရှစ်ခုနှစ်ဒီတော့ရှစ်ခုနှစ်ဆိုတဲ့ဒဲ့ကိုဒါမပြတ်မပွက်တင်းထိုးတဲ့ကနန်း၆ခွက်ရှိသေးရှစ်ခုနှစ်ပတ်လေအာဒီ၆ခွက်ဖြစ်တယ်၆ခွက်ထဲမှာဒီကနန်းတစ်ခွက်ဒဲ့တည်ရတော့မပြတ်မကွက်ကျန်တာတဲ့ပူပြီးနည်းနည်းတင်းကစားရမယ်လို့ကျွန်တော်ကဆုံးဖြတ်ထားတယ်အဲ့လိုပဲဒီကနန်းကို ျွန်တော်ဖမ်းတဲ့နေရာမှာတခြားတခြားသောအမြင်ရှိတော့တင်နဲ့ကျွန်တော်တို့ထောက်ကြည့်လိုက်တဲ့အချိန်ခါမှာဒီကနန်းကိုတန်တဲ့အထိုင်နဲ့တွေ့ရင်တွေ့တဲ့အထိုင်ကိုဒါဥစားပြီးကစားသွားမှာအဲ့လိုရှာလို့မတွေ့ဘူးဆိုလို့ရှိရင်ဒီကနန်းအကွက်ရွှေပဲတွေ့ရဆိုရင်ဒီနေရာအထိုင်တိုင်းပဲဥစားပြီးကျွန်တော်တို့ကစားမှာဖြစ်လာခြင်းမလာခြင်းဆိုတဲ့ကံတရားဒီဆုံးဖြတ်ပန်းပန်းကိုယ့်ရဲ့အပိုင်ဖြစ်လာခြင်းမလာခြင်းဒီကံတရားနဲ့ပဲသက်ဆိုင်တယ် ဲ့တော့ကန်ကောင်းပါပဲထီဆိုတော့ပေါက်ကိန်းစီမှာပေါက်လို့ရတာအပိုင်ဆိုတော့ဘယ်မှမသိဘူးတို့တော့ကိုလိုက်ကစားမယ်စနစ်ဒီကစားဖို့တင့်တလားဒီစနစ်ကအောင်းနိုင်ရလားဟုတ်ပြီဒီစနစ်အောင်းနိုင်တယ်လို့လိုက်ပြီဆိုအဲ့စနစ်ကဘယ်နေရာကိုပြီးနိုင်တယ်လဲဆိုထပ်ပြီးရှင်းပြချက်ရွေးချယ်မှုဒါလည်းမှန်ကန်မှရမယ်အဲ့လိုမှန်ကန်ပြီးရင်တော့မှကျွန်တော်တို့အောက်ွက်ကြီးပေါက်ဖို့ဆိုတာထိတ်စီးရလေနောက်ဘက်ကိုကိုတယ်လိုက်တဲ့ဟာဒီ မှန်ကန်အောင်မှဩကွက်ဆိုပေါက်လို့ရတာချဲသောတော့ဒါတွေကိုနားရသေးခြင်းနဲ့အပိုင်လို့လည်းမသိဘူးသို့တော့ကျွန်တော်အနေနဲ့ဒီစနစ်ဒီပုံစံဒီဒီနေ့တည်းမှာ organize ကစားမဲ့စနစ်ဖြစ်တယ်ခုချိန်မှာကျွန်တော်တို့နိုင်ငံတွင်းပေါ့နော်အားလုံးဟာအခက်အခဲတွေနဲ့ဖြစ်နေကြတယ်ဒီလိုအခက်အခဲဖြစ်နေခြင်းမှာ100ငွေချင်းတွေအတွက် ထောက်ပံ့ဖြစ်ပါစေဆိုစိတ်ညွှန်းနေတာကျွန်တော်တို့ပြန်လည်းမျှဝေပြီးချင်းဖြစ်တယ်အပိုင်လို့မသိဘူးအတက်လည်းမသိဘူးเนาะကျန်းနှစ်တက်တဲ့လူကပုံမှာကျန်းနှစ်တက်တဲ့လူကပုံမှာနမူနာအနေနဲ့ဒီပွဲမှာဘာကြောင့်ဒီစနစ်ဒီစနစ်ကိုချပြလဲဆိုလို့ရှိရင်ဒီစနစ်ဒီပုံကအလုပ်လုပ်ပါလေစပြီးလှုပ်လာပြီပေါ့เนาะရှင်းလုံးမောင်းချောက်9နောက်ပိုင်းနဲ့ပရိင္ငါရှင်းလုံးမောင်းချောက်9နောက်ပိုင်းနဲ့ပရိင္ငါရှင်းလုံးမောင်းချောက်9နောက်ပိုင်းနဲ့ပရိင္ငါလို့ရိုက်တဲ့အချိန်မှာအဲ့ဒီရှင်းလုံးမောင်း6ချောက် သူ့ရဲ့နောက်နေတဲ့မှာတဲ့စောက်တိတ်စီဒီနေရာမှာစကြတယ်ရှင်နှလုံးပေါင်း6 9နောက်ပိနေပရိငါတို့ရဲ့သူ့ရဲ့နောက်နေတဲ့မှာ6တိတ်စီဒီနေရာမှာကြတယ်ရှင်နှလုံးပေါင်း6 9နောက်ပိနေပရိငါတို့ရိုက်တယ်အဲ့ဒီအချိန်မှာတော့6တိတ်စီဒီနေရာမှာ6တိတ်6တိတ်6တိတ်ဆိုတုံးချက်တိတိကျကျတန်းပြီးတော့ကြထားတယ်ကြသွားလဲဘလိုင်းကြတာမဟုတ်သူ့ရှင်နေကရှင်နှလုံးပေါင်း6ပမာဏစဖြစ်တဲ့ကောင်ပြီးမှဒီရှင်နှလုံးပေါင်း6 6တိတ်ဒီနေရာမှာစကြတယ် ပြီးရင်ရှင်လုံးပေါင်းဆက်ပြီးရှင်လုံးပေါင်းခွန်လို့ဆက်ပြီးဒီညမှာမှကြားတယ်ကြားတဲ့ဆောင်မှာမှ၆ဖိတ်ကြီးကြားတယ်ဒါဆိုဒီမှာရှင်လုံးပေါင်းရှိထမ်းထားလို့ဒီ၆ဖိတ်ကြတော့ဒီမှာကြားတယ်ပြီးကြတဲ့ပုံမှာကျွန်တော်တို့၆ဖိတ်ကစားကုန်တယ်မှာ၆ဖိတ်ငန်းတကွအကြိုက်ကစားထားတယ်ဒီလိုစနစ်တင်နေကစားထားတာဒီလို၆ထိတ်၆ထိတ်၆ထိတ်တန်းကျတန်းပြီးရိုက်ပါအဲ့၆ထိတ်ရဲ့ဆက်ကြီးတဲ့၆ထိတ်လို့ရပြီသူ့ရဲ့အောက်မှာဒီဘရိတ်နဲ့ဒီဘရိတ်နဲ့ပေါင်းခြင်းကြီး ရှင်လုံးမောင်းဆောက်ကိုနောက်ပြီးရိုက်ခဲ့လို့၆ထိပ်လို့ရိုက်ပြီဆိုမှဒီပရိမခုပေါင်းရင်၆ရက်နောက်ကကိုလို့လာထည့်နေတယ်ဒီနေရာမှာ၆ထိပ်လို့ရိုက်တဲ့အချိန်ကမှလည်းပရိမခုပေါင်းခြင်းပေါ့နော်ပရိတ်တဲ့ရှင်နဲ့ကိုလို့လာထည့်နေတယ်ဒီနေရာက၆ထိပ်လို့ရိုက်တဲ့အချိန်မှာ၆ရက်နောက်ခက်အဲ့ကို၃ညခွန်ဆိုတဲ့ပရိတ်ချောင်းနဲ့၄ရှစ်တက်ဆိုတဲ့ပရိတ်တုံးနဲ့ကိုလို့ပဲထက်ထည့်ပါဒါဆိုဒီမှာ၆ထိပ်ကကြာလာပြီအဲ့ဒီစနစ်နဲ့ထည့်မယ်ဆိုဒီနေရာမှာပရိတ်နှစ်လို့ရှိထားတယ် ဘရိန်နှုတ်ပေါင်းခြင်း၉ဖြစ်ဖို့ဆိုလို့ရှိရင်၅ကိုရှင်းတယ်ဒီနေရာမှာဝင်လာမယ်ဘရိန်နဲ့ဒီဘရိန်နဲ့ဘရိန်ခွန်လို့ထင်မှာ၉ဖြစ်မှာအဲ့တော့ကျွန်တော်တို့ကစားမယ်ကစားပေါ့ရှစ်ခွန်နှစ်သုံးလုံးပေါင်းခြင်းဒီဘရိန်၉ဖြစ်ထားလို့ဒီကြီးရဆပြီးတော့ဖြစ်နေတယ်အမှတ်ရလက်ဆောင်အမှတ်ရလက်ဆောင်ပေါ့နော်ကျွန်တော်တို့တက်ဆန်းတဲ့ဘက်ကကိုညင်းဒီတက်ဆန်းတော့ပေါ့နော် ငလင်ပြဒုက္ခရောက်နေတဲ့အမျိုးမျိုးသောဒုက္ခရောက်နေတဲ့ပြည်သူများတဲ့ကုသိုလ်ဖြစ်ဒါနဖြစ်ဖြစ်ဒီကနေ့စနေမျိုးကြီးကျွန်တော်တို့ကစားနီးမှာတော့ကျွန်တော်တို့ကစားရဲ့အကြိုက်ကစားနီးမှာဒီလိုလိုက်ကစားမယ်ဆိုတော့ကြာအလုံးစုံမျိုးများကိုဒါနဖြစ်ကုသိုလ်နေမှာနန်းတစီပဲချစ်ခဲ့တော့အလုံးတို့ နှမ်းစေပဲဖြစ်ခဲ့အောင်လို့ကုသိုလ်ဖြစ်အနေနဲ့တင်ပေးခြင်းတာဖြစ်ပါတယ်စိတ်ဝင်စားမှသုံးပါအပိုင်ဆိုတော့ချက်မှမရှိပါဘူးတတိယ is no sure အတွေ့အကြုံနဲ့ဒီလို like ကစားတာပေါ့နော်ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးကစားတယ်နဲ့မကစားတယ်မှဆုံးတဲ့ချက်သည်မိတ်ဆွေတွေရဲ့ဆုံးတဲ့ချက်ပါဒီကနေ့အောင်မယ်မကောင်းမအောင်ဘူးဆိုတဲ့အောင်နိုင်တယ်မအောင်ဘူးဆိုတဲ့ အောင်မြင်မှုဒီမိစေတို့ရဲ့ကံတရားပါတင့်ကံကိုသင်ယုံကြည်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြလိုက်တဲ့စနစ်တစ်ခုပါမိစေတို့အတွက်အကောင်းဆုံးကံကောင်းနိုင်တဲ့ဆုလက်ဖြစ်ပါစေလို့ဆုတောင်းပေးနေတယ်ဘူဂျူဖိုင်ကိုဒီနေ့မှဆုံးသက်လိုက်ပါတယ်အားလုံးပဲကံကောင်းကြပါစေ good luck